မန္တလေးတိုင်းတောင်သာမြို့နယ်နတ်ဆောင်ကျေးရွာအနီးမြင်းညံတောင်သာခရိုင်ချင်းဆက်လမ်းပေါ်မှာလမ်းပေါ်ရေကြော်ချင်းဖြတ်မောင်းတဲ့ကားချောင်းထဲကျခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။မေလ26ရက်နေ့မနက်စင်နာရီကမှနတ်ဆောင်ကျေးရွာအနီးစင်နေဝါချောင်းကိုဖြတ်တန်းရာကားလမ်းပေါ်ရေမြင့်နှစ်ပေကျော်ရောက်နေချိန်ဖြတ်မောင်းတဲ့ခီးသည်တင်ရင်ဟာရေစီးနဲ့အတူချောင်းထဲထိုးကျခဲ့တာလို့ဆိုပါဗျ။ဇာမကျွန်ကျင်းရဲ့အထူးပါရတဲ့လို့ဒီဟာဆွန်တဲ့ကောင်းဒီပါနဲ့ဆွဲဆိုပြီးတင်သွားတယ်သူကတော့အဲ့လိုပေါ့။ဒီကောင်ကလည်းကောလား ဘာမို့ပလမရဲ့တန်းမှုနေရလာလို့မပြောတဲ့အဲ့အဲ့ဆာဒီအချက်တစ်ပါးရတော့လူကြီးထွန်းတဲ့အကူအညီပိုင်းထွန်းတော့ကူညီပိုင်းနဲ့အဖြစ်တွေသာရှိတယ်။ဒီကြီးကြီးရလို့တော့ဟိုစွာကလာပြည့်နေခြင်းနဲ့ကျင်းလိုက်ခြင်းနဲ့တူလက်တူတော့အဲ့လိုမကြောင်းလာလို့ပမာဏတက်မောင်းကြမှာအဲ့ဒီကားပေါ်မှာခီးသက်40ကျော်ပါဝင်ပြီးချောင်းထဲကိုကြာချင်းဒေသခံတွေနဲ့အနီးအနားကခီးသွားပြည်သူတွေဝိုင်းဆဲကြတာကြောင့်ခီးသက်အလုံးထိခိုက်မှုမရှိခဲ့ပဲကားကိုတော့မဆဲယူရသေးဘူးလို့ဆိုပါတယ် ောင်သာမြို့နယ်ထဲမှာမေလ24ရက်ညပိုင်းကလေးကမိုးတက်တန့်စွာရာသွန်းနေတာကြောင့်စင်တဲဝါချောင်းဖြတ်တန်းရနေရတွေမှာကားလမ်းရေကျော်တာချောင်းလေးဝင်းကျင်မှာရေရှမ်းတာတွေရှိနေတာပါအဆိုပါလမ်းမဟာရခင်ကခီးသက်တင်ရင်တွေဖြတ်တန်းသွားလာတာမျိုးမရှိသလောက်နေပြီးပြီးခဲ့တဲ့ဧပြီလပိုင်းလောက်ကနမ်းမြင့်အောင်တောင်ကြားတိုက်ပွဲတွေကြောင့်စစ်ကောင်စီဘက်ကလမ်းမင်းအချို့ပိတ်ထားတဲ့အတွက်ခီးသက်တင်ရင်တွေမိန်းလန်းတိုင်းသွားလာမှုနှဲပါသွားပြီးကျေးရွာချင်းဆက်လမ်းတွေကိုအသုံးပြုသွားလာနေကြရတယ်လို့သိရပါဗျ။ Thank <laughs> you.